ဆလံချမ်းအခန်း61စပိုက်တစ်ကိုဖတ်ပါမယ်။အမြင့်ဆုံးသောဖရာဤကွယ်ကာယဌာနတော်၌နေတော်သူသည်အနန္တတကုရှင်အရေးကိုခိုရလိမ့်မည်။ဒီလောကကြီးမှာတော့ယုံကြည်သူဖြစ်ဖြစ် လူတိုင်းအခက်အခဲပြဿနာအမျိုးမျိုးတော့ရင်ဆိုင်ရမှာတေချာပဲ။ဒါပေမဲ့အဲ့ထဲမှာမှပို့လို့အိုးရန်သူပူများတဲ့သူကတော့ကျွန်တော်ယုံကြည်သူတွေပေါ့ကျွန်တော်တို့ ရန်သူကမျက်စိနဲ့မြင်လို့ရတာမဟုတ်ပါဘူး။သူ့အတွက်မျက်စိနဲ့မြင်လို့ရတဲ့အရာတွေကိုသူကသုံးတယ်ပေါ့။အဲ့ဒီရန်သူကတော့သရမဏဝိညာဉ်ဆိုးနဲ့ဆိုး။နော်ညီညူတော်နဲ့နတ်နတ်ဝင်ဆုံးကဝေတစီတရဲ့နတ်ဖျားဒီလောကအဆိုးရတော်မင်းကောင်းကင်သမားပြည့်ကောင်းကင်လင်းတော်ကောင်းကင်မှာဟန်ဆောင်တော်သူမိစ္ဆာပရောဖက် မေစာဝိညာဉ်မျိုးစုံမှာပဲသူကဆလရကတော့ပြည့်ရမျိုးစုံနဲ့နိုင်ငံပြည့်စေပြပြည့်မျိုးစုံနဲ့ကျွန်တော်တို့တိုက်ခံရတယ်အဲ့လိုတိုက်တဲ့ခါမှာတိဖို့ကတိဖို့ကနော်ကျွန်တော်တို့ကိုဘလောက်ပဲတိုက်လို့ရလဲဆိုတော့ဖယားသခင်အခွင့်ရတယ်လို့ပဲတိုက်လို့ရသူလွတ်ချင်ရတော့လည်းလွတ်လို့တော့မရပါဘူးနော်ယောဘအတ္တကိုလည်းကျွန်တော်ကြည့်ရင်သိနိုင်တယ် ဒီခါမှာเนาะဒီခါမှာကျွန်တော်တို့ဒီအောက်ပိုင်းကိုကြည့်မယ်ဆိုရင်တော့ဆာလံ63မှာအလုံးအလွတ်ရနေတဲ့အကြမ်းပိုက်လေးဖြစ်တယ်ပေါ့အသေးစိတ်ကျွန်တော်မပြောဘူးနောက်ဆုံးမှာဘလို့ဖြစ်တယ်လဲဆိုတော့เนาะစာပတ်73မှာတင်းတွေချင်းတဲ့မွေစိုးတို့ကိုကြော်သွွား၍ချင်းသိပ်ပြုံးတဲ့ငကားတို့ကိုခြေပြင့်နင်းရလိမ့်မယ် ့ခေါင်းကိုကြက်ရမှာခြေတော့နဲ့ပြောချင်အနိုင်ယူမယ်အဲ့ဒီ prophet ပြုချက်ကယေရှုပြုတဲ့ prophet ပြုချက်ဖြစ်တယ်ကပောက်ချာခန်းသုံးမှာနော်သူကဘာပြောလဲဆိုတော့တင်းအမျိုးနဲ့မိမအမျိုးနွယ်ကို၎င်းငါသည်ရံညူးဖွဲ့စင်သူသည်တင်းကောင်းကိုကြိတ်လိမ့်မည်တင်းသည်လည်းသွေးဖနောက်ကိုကြိတ်လိမ့်မည်မိန်တော်မူအဲ့တော့နောက်ဆုံးမှာတော့ခုနက မကားဆိုတာဒါမွေတကယ်ဟိုပဲစရမဏတ်စရမဏတ်ရဲ့ကောင်းကိုကြိတ်မဲ့လို့နင်းမဲ့သူကဒီနေ့အမြင့်ဆုံးသောဖရာရဲ့ကွယ်ကာယဌာနတော်မှာနေတော်သူဟုတ်နော်ထရဖျောက်ခိုလုံတော်သူဖြစ်ပါတယ်နောက်ဆုံးတော့သင်ကပဲနိုင်မယ်လို့ပြောချင်တာနော်ဆိုတော့ဒါနဲ့ပတ်သက်လို့ကျွန်တော်ဟီဇကိမင်းကြီးကိုဥပမာပေးချင်တယ် ဟစ်စကိဒီဓမ္မရာဝန်စရုပ်ထဆောင်အခန်း၈စာပိုက်၅နဲ့၆ကိုဖတ်ခြင်းနဲ့ဧတိလအမျိုးဖျားသခင်ထာဝရဖျားကိုထူမင်းခိုလုံတကဲ့သို့တူနောက်မှာခိုလုံတော်ယူရဘယင်တရမြမရှိ ရှေ့ကာလနဲ့လည်းမရှိဘလို့ခိုလုံတယ်လေတဲ့ထာဝရဖျားနဲ့ရှိကပ်၍နောက်တော်သို့အရှင်မြဲလိုက်သဖြင့်ခိုလုံတာနော်ခိုလုံတာ မောရှိ၌ထာဝရဘုရားထားတော်မူသောပြည့်ညက်တော်တို့ကိုစောင့်ရှောက်လေ၏အဲ့တော့ဘုရားသခင်ကိုခေါလုံနေဆိုတာကဘုရားသခင်ရဲ့စကားတော်ကိုနားထောင်ခြင်းဖြစ်တယ်အဲ့ဒါကအမြင့်ဆုံးသောဘုရားရဲ့ကိုယ်ကာယဌာနတော်၌နေခြင်းဖြစ်တယ်ဘယ်လိုပြောချင်လဲဆိုတော့ဒီ his king ကြီးလေနောက်ဆုံးမှာတော့အာရှုရဲ့ အဲ့တော့အာရှုရိဘယင်တနခရင်ပေါ့သူကကဘာကိုနေချက်နေတဲ့အချိန်အစ္စရယ်နိုင်ငံလဲသူ့နောက်သူ့အုပ်ချုပ်မှုအောက်ရောက်သွားပြီအစ္စရယ်နိုင်ငံရဲ့မြို့တော်ရှာမာရိမြို့လဲအဖြတ်ခံရပြီအဲရှာမာရိမြို့မှာရှိတဲ့အစ္စရယ်လူမျိုးတွေအကုန်လုံးမောင်းထုတ်ခံရပြီးတော့မှတခြားလူမျိုးတွေထွက်ထဲလိုက်ပြီထို့နည်းသောပဝန်းကျင်မှာရှစ်ရှစ်မြတ်သော နိုင်ငံနဲ့အားလုံးနဲ့သူကအောင်းနေပြီသူကအင်ပါယာတစ်ခုတည်ထောင်နေတယ်ပေါ့အဲ့ဒီခါမှာခုနဘုရားသခင်ကိုခိုလုံတဲ့ဟေဇကိကဂျူးနိုင်ငံဘုရင်ဖြစ်တယ်နော်ဂျူးနိုင်ငံဘုရင်ကိုလည်းသူကချင်းချောက်တယ်ချင်းချောက်တယ်မင်းကိုကိုယ်တဲ့ဘုရားမင်းခိုလုံတဲ့ဘုရားကငါ့လက်ထက်ကဲနိုင်မလားတဲ့ဒီနေ့ နိုင်ငံအမျိုးမျိုးလူအမျိုးမျိုးသူတို့ကိုးကွယ်တဲ့ဖျားတွေအများကြီးကသူတို့ကိုငတ်လက်ထက်ကယ်နိုင်လို့လားတဲ့အဲ့လိုချင်းချောက်လားအဲ့တော့ဘယ်တိုင်းပြည်မှာမှသူတို့ကိုးကွယ်တဲ့ဖျားဘယ်လူမျိုးကမှသူတို့ကိုးကွယ်တဲ့ဖျားကငာအာရှူရီရှင်ဘင်တနခရင်ရဲ့လက်ကနေမကယ်နိုင်ဘူးသူတို့ဖျားအလုံးငတ်လက်ထက်မှာကြာရှုံးရတယ် အဲ့ဒါကြောင့်မင်းလက်နဲ့ချဆိုပြီးတော့မှစိုက်ဝါလုတ်တယ်ပရပကနာလုတ်တယ်အဲ့ဒါကမှအိုက်စာဂျူဟစ်ကီယာဘာလုတ်တယ်ဗိမာန်တော်ယူသွားပြီးတော့ဖယားသခင်ကြည့်ပါအောင်ကျွန်တော်ဒီလိုချင်းချောက်နေတယ်ဖယားပြောပြတယ်နော်ဆွတ်တောင်းတယ်ပြီးရင်လည်းဖယားဝန်ခံတယ်ဘယ်လိုဝန်ခံလဲဆိုတော့ဒီအခုကျွန်တော်ဖတ်တာက ဓမ္မရာဇဝင်စရုထဆောင်အခန်း၁၈เนาะအခုခန်း၁၉စာပေစခွန်ဘာပြောလဲအိုးထာဝရဘုရားအကယ်ရှင်စစ်အာရှုရိဘုရင်တို့ဒီအတိုင်းတိုင်းအပီပီတို့ကိုဖျက်ဆီး၍သူတို့ဘုရားများကိုမိထဲသို့ချပစ်ကြပြီမိထဲကိုချလို့ရတဲ့ဘုရားเนาะရှိတယ်နော်ကြပြီကြပါပြီထိုဘုရားတို့ဒီဘုရားမဟုတ်လူလက်ဖြင့်လို့တော်တက်သားနဲ့ကြောက် ဖြစ်သောကြောင့်ပျက်စီးခြင်းသို့ရောက်ကြပါပြီဆိုပြီးတော့မှဖယောင်းဆုတောင်းတယ်နော်အဲ့ဘုရားထမဟိဒီအာရှုရိဘုရင်ဖြစ်စီးလို့ရတဲ့ဘုရားရှိပေမဲ့အောက်ပိုင်းဖတ်မယ်ဆိုတော့ကိုရောကအမြင့်ဆုံးသောဘုရားသခင်ထာဝရဘုရားဖြစ်တယ်နော် his အာရှုရိဘုရင်ကကိုရောနိုင်မှာမဟုတ်ပါဘူး ။ဒါကြောင့်ကျွန်တော်ကဲပါဆိုတော့ तू ဆွတ်တောင်းတာ။ဒါလို့တွေ့ရတယ်ပေါ့။ဒီမှာပြောချင်တာကလောကကြီးမှာတွေ့ကြုံရတဲ့အခက်အခဲပြဿနာရန်သူဟိုဘေးအမျိုးမျိုးနော်။ဘာပဲရှိရှိတဘာဝဘေးနဲ့ပဲတွေ့တွေ့နော်။လူလုံးတဲ့ဘေးနဲ့ပဲတွေ့တွေ့ဘလို့ရန်သူနဲ့ပဲတွေ့တွေ့မှတ်ထားပါဖះလက်တဲ့ကအခွင့်ရလို့သာတွေ့တယ်ဆိုတော့မမေ့ပါနဲ့ အဲ့ဒါဆိုရင်ဘသူ့ကိုကျွန်တော်ပြောမှာလဲဖယောင်းပြောမှာပေါ့ဟေဇကိကတော့အဲ့ဒီချင်းချောက်တဲ့စာကိုဘသူ့ကိုမှမပြောင်းဖယောင်းကိုပြတယ်တောင်းရောင်ဓမ္မမေဆွေဒီနေ့အမြင့်ဆုံးသောပြိုက်ကွဲကာယဌာနတော်မနေပါတင်တွေ့ကြုံရတဲ့အခက်အခဲပြဿနာဘာဖြစ်ရှိရှိသူများကိုရှောက်ပြောမယ်စာနော်ဖယောင်းကိုပဲပြောပြပါ အားပေးခြင်းတယ်။ဖယားကိုပြောပြပါ။တင်းခက်ခဲပြတ်သလား။လူရီကိုပြောရင်တဆက်ကွဲရလိမ့်မယ်။လေဦးအမကိုနဲ့ဟေးစကိတောင်မှပဲပရမပိုင်းမှာသူ့ရဲ့ရွှေဝင်အုပ်ဆောင်အားကိုးခဲ့တာ။နော်။ဖယားကိုသူခိုလုံနေနဲ့ကြောက်ပြီးတော့မှဟာလား။ရွှေဝင်အုပ်ဆောင်ကိုပေးတာ။အဲ့ကျွန်တော်လာမတိုက်ပါနဲ့ကျန်တဲ့တိုင်းပြတိုက်ပြီးသွားပြီပဲကျွန်တော်တော့ ကင်းလို့ခွန်ပေးပါဆိုတော့ပတ်စံလက်ထိုးတာပရမပိုင်းမှာပတ်စံလဲယူတယ်နောက်မကြောက်ပြန်လာကျူးကျော်ဖို့လုပ်တာပဲဒါကြောင့်ပြောချင်တာကသူ့ရဲ့စီးစဉ်ဥစ္စာချမ်းသာကြွယ်ဝမှုသူ့ရဲ့ဉာဏ်တွေကပညာကသူ့မကယ်နိုင်ပါဘူးမကယ်နိုင်ပါဘူးတင်းနောက်ဆုံးမှာသူ့ကယ်တင်မဲ့သူကတော့ဘုရားသခင်ဘုရားသခင်မှာမအမြင့်ဆုံးသောဘုရားသခင်ဖြစ်ပါတယ် เนาะจันเนี่ยพยาธิอารมณ์ตัวเผ็ดซิ้นနိုင်เนี่ยถ้าเราพยาธิตัวเผ็ดซิ้นลงไม่เอาอะหลุสุตองในคํามาเนาะตะยัดတော့ဒီအခန်း19စာပိုက်35-36မှာကောင်းကင်တမန်တပါးလာပြီးတော့မှ ကောင်းကင်တမန်တပါးရဲလာတယ်။လာပြီးတော့ညမှာအာရှုရတက်ကိုဖျက်ဆီးလိုက်တာ။နော်ဖျက်ဆီးလိုက်တဲ့အခါမှာတညထဲမှာ ်တက်စသူရဲ့နော်တောင်တောင်မီခေါင်းဆောင်တွေတိုက်ခိုက်ရရှိတဲ့သူတွေတသိန်း၈၅၀၀တညထဲမှာတေသွားတယ်တန်းခတ်လိုက်တာအဲ့ဒါနဲ့တနခရင်ကိုရိုင်းလဲစစ်ပြက်ပြီးတော့သူ့တိုင်းပြူပြန်သွားတယ်သူ့ရဲ့မြို့တော်နိနေဝီမြို့သူကိုးကွယ်တဲ့ဘုရားကျောင်းမှာဘုရားတော်ကိုးကွယ်တယ်လို့ပါဩဘုရားသခင်ပေါ့နော် ဒီမှာကျွန်တော်စစ်သားတွေတော့အကုန်တေးကုန်ပြီညရွန်းချင်းမှာကျွန်တော်ကဲပါအောင်လို့ပြောတော့ရှိသေးတယ်သူ့သားနှစ်ယောက်ကသားအရင်းနှစ်ယောက်ကလာတတ်သွားတယ်သူလည်းတေးသွားတယ်ဒါကြောင့်အားပေးချင်ပါတယ်အမြင့်ဆုံးသောဖရာရဲ့ဝေကာဌာနတော်မှာနေပါထာဝရဖရာရဲ့စကားတော်ကိုနားထောင်နေပါနော်အဖြစ်ရှိသည်ဖြစ်စီမှာရှိသည်ဖြစ်စီဖရာသခင်ရဲ့စကားတော်ကိုသာနားထောင်နေပါ တွေးကြုံရတဲ့အခက်ခဲပြဿနာတင်းကိုချင်းချောက်နေတဲ့အရာတွေကိုဖြစ်ရှင်းတဲ့အခါမှာတင်းညံထက်တင်းစည်းစိမ်ဥစ္စာထက်တင်းအမျိုးအတိုင်းဝိုင်းထက်ဖရာသခင်ကိုအားကိုးပြီးတော့ဖရာသခင်ကိုသာပြောပြပါပြောပြပါအချိန်တိုင်းရင်အချိန်တိုင်းတဲ့ရန်သူကဘယ်သူတွေကိုဘလောက်ပဲဖြက်စီးဖြက်စီးတကပါလုံးဖြက်စီးပစေအောင်တော့ အမြင့်ဆုံးသောဖက်ကွယ်ကဌာနမှာနေတော့သင်ဟာဖရာရဲ့လက်တော်ကိုမြင်ရမယ်။အဲ့ပြည့်စည်ခြင်းအလုံးရဲ့ခေါင်းဖြစ်တဲ့ငကာစာရမဏတ်ခေါင်းကိုကြဲ့ရတော့သူအနိုင်ယူရတော့သူဖြစ်လာလိမ့်မယ်လို့ခွာပေးနေနေကုန်ချုပ်ပါရယ်။ဖျားသခင်နဲ့တင်တော်အလုံးကောင်းချီးပေးပါစေတော့။အာမင်။